ပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့စားဆိုင်နဲ့ပေးစားတာမဟုတ်လို့ငင်းခံမနေဘဲနဲ့ချက်ချင်းတုံ့ပြန်ခဲ့တဲ့အပိုးမမီတာအားလုံးမင်္ဂလာပါရှင်အခုတလပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ကိစ္စလေးတခုရှိပါတယ်ဒါကတော့နမကျော်တေယောဆောင်မင်းသားပိုင်တွင်မင်္ဂလာတင်တာကိုတက်ရောက်ခဲ့တဲ့ပိုးမမီတာတို့ကြောင့်ပါပဲပိုးမမီတာကဒီပွဲကိုကောင်းလေးတက်ရောက်နဲ့တက်ရောက်ခဲ့တာဖြစ်ပြီးမီဒီယာပေါင်းစုံမှာသတင်းတွေအမျိုးမျိုးရေးသားခဲ့ကြပါတယ် တချို့ကလည်းပုံဝင်မိသားကဆိုင်းဆိုင်ကိုမျောလင်းချက်တွေပေးပြီးခရိုနီကောင်လေးနဲ့တွဲတယ်ဆိုင်းဆိုင်ကိုထားခဲ့ပါပြီဆိုပြီးတော့ပုတ်ခတ်ပြောဆိုရတယ်ဒါတွေကိုလည်းမခံနိုင်တဲ့ပုံဝင်မိသားကချက်ချင်းမြတ်တုံဝင်ပြောဆိုခဲ့ပါတယ်ပုံဝင်မိသားရဲ့ပြောစကားရတော့သူနဲ့အတူပွဲတက်လာတဲ့တယောက်က professional photographer တယောက်ဖြစ်တယ်လို့သိရပါတယ်ဒီကိစ္စတွေက live ပေါ်မှာနာမည်ကြီးပြန့်နှံ့ခဲ့တာဖြစ်ပြီးအခုထိပြောဆိုနေကြပါတယ်ဒါပေမဲ့ထူးဆန်းတာတစ်ခုကပုံဝင်မိသားရဲ့တုံ့ပြန်ချက်ပါပဲပုံဝင်မိသားကဒီလိုမျိုးဝေဖန်ခံရတဲ့အချိန်မှာချက်ချင်းတုံ့ပြန်ခဲ့တယ်ဆိုတာကတော့ သူကဆန်းဆိုင်ပုံမှာပဲမေတ္တာရှိစိတ်ဝင်စားနေရဲဆိုတာပေါ်လွင်နေစေတာပဲဖြစ်ပါတယ်။ဆန်းဆိုင်နဲ့ပေးစားတော့ငါဆိုရင်ပုံမမီတာအနေနဲ့မဟုတ်ကြောင်တုံ့ပြန်မှုနေနေတတာချိန်ပြီးအောင်သဘောကျနေခဲ့ပါသေးတယ်။ဒါပေမဲ့သူတို့နှစ်ဦးကပဲချိန်မဲမိမိတငယ်ချင်းနေလို့သာပြောလို့ရှိပါတယ်။ဆန်းဆိုင်ကလည်းဝင်မခံတယ်လို့ပုံမမီတာကလည်းဝင်မခံခဲ့ကြပါဘူး။နောက်ကဲမှာတော့သူတို့ကချိန်ပြီးချစ်ကြိုက်နေတယ်ဆိုတာပေါ်လွင်နေပါတယ်။ဒီတစ်ချက်ကပုံမမီတာကိုပို့ပြီးပေါ်လွင်စေခဲ့တာပါ။ဆိုင်ဆိုင်ရဲ့ဖန်တွေကတော့ဆိုင်ဆိုင်နဲ့စတာမဟုတ်လို့ ငင်းခံမနေပဲချက်ချင်းတုံ့ပြန်ခဲ့တဲ့ဆရာအောင်မလေးပိုးမမိသားရဲ့လောရက်ကိုအများကြီးသဘောကျနေပါတယ်။ဆိုင်းဆိုင်ကလည်းခုချိန်ထိရှက်ရှက်တောင်အောင်မြင်နေစေဖြစ်တယ်လို့မင်းကလေးရဲ့အသေးစွဲတူဖြစ်နေစေပါ။ဒါကြောင့်လည်းစီးပွားရေးအတွက်တွတ်တက်တဲ့ဆိုင်းဆိုင်ကသူ့တွဲသမျှမင်းကလေးတိုင်းကိုဖုံဖုံဖိဖိပဲတွဲတက်သူဖြစ်ပါတယ်။ဆိုင်းဆိုင်ကိုတိုင်းပြည်ပြည်သည်တဲကွဲစေခဲ့တာဆိုလို့ဝိမုံရွှေတူတဲ့သာရှိပါသေးတယ်။အခုလဲပိုးမမီတာကဆိုင်းဆိုင်အသေးကိုထက်ခွဲပါပြီဆိုတော့ပြိတ္တတွေရဲ့ဝေဖန်မှုတွေကိုပိုးမမီတာကိုယ်တိုင်ကချက်ချင်းတုံ့ပြန်ဖြစ်ရှင်းပေးခဲ့တာပါ ရုပ်ရည်ယူပကအရာရော စိတ်ဓာတ်ပညာအရေးချင်းအတိုင်းဝိုင်းတွေပါကောင်းလွန်လာတဲ့မမ်မီကျော်လေးပိုးမမီတာနဲ့ဆန်းဆိုင်တွေရဲ့တင်းကားတော့ဖုံးနေပေါ်လေးဖြစ်နေပါပြီ။ပရိသတ်တို့အနေနဲ့ရောသူတို့နှစ်ဦးကိုသဘောတူကြရလားဆိုတာပြောခဲ့ပါအောင်နော်။အခုတင်ဆက်ပေးချင်တာကတော့မြန်မာနဲ့ထိုင်းပြည်ကြားမှာပြားများနေရတဲ့ Miss Grand အလှမဲ့တူဖြစ်တဲ့ထိုင်းမြန်မာကပြားမလေးမိမိပါ။ဆရာပြိသက်ကြီး Miss Grand အလှမဲ့တူဖြစ်တဲ့အတိုင်းမြန်မာကပြားမလေးမိမိကတော့အလှမဲ့လောကမှာစိတ်ထားကောင်းတဲ့အလှမဲ့တူအဖြစ်သတ်မှတ်ခြင်းခံထားရသူပါ ပြိုင်ဆိုင်မြများနေလောကကြီးမှာကိုထက်သားရဲ့မနာလိုတဲ့ကြပေမဲ့မိမိကတော့အားလုံးနဲ့ဆန့်ကျင်ဘက်ပါပဲမနာလိုဖြစ်တာတွေကလူများကြမှာရှိတတ်တယ်လို့အမှုပညာရှင်တွေစီမှာဆိုရင်ပိုလို့တောင်ဆိုပါသေးတယ်ကိုထက်သားသွားမှာဆိုလို့မနာလိုဖြစ်တာတွေခုံတိုက်တာတွေရှိကြပေမဲ့မိမိကတော့စိတ်ထားကောင်းကောင်းလေးကိုပိုင်ဆိုင်ထားအောင်ပရိသတ်အချက်ကိုအလုံးစုံရရှိနေရလဲဖြစ်ပါတယ်စကားပြောတိုင်းအလဲလေးတွေပါလို့ပရိသတ်အချက်ပုံနေရတဲ့မိမိကတော့ထိုင်းကောင်လေးတယောက်ကိုရင်ခုန်နေမိပြီလို့ဖွင့်ဟလာပါတယ် မင်းကလေးဆိုတာပတ်စံရှာလဲတော်ရမယ်လေပတ်စံရှာလို့တော်ရင်တော့ကောင်းလေးကိုအမ်းပါပါတချို့ပြိသက်တွေကကိုကိုချစ်လို့အဘွားပေးသွားတာကိုတချို့ကအထင်လွဲသွားတာပါတကယ်တော့သူတို့ကကိုယ့်ရဲ့ပြိသက်တွေပါတမျိုးမထင်ပါနဲ့အခုကတော့ကောင်းလေးနဲ့ကစကားပြောနေတော့မှာပဲသူကဒါပေမဲ့ချက်ဆက်ကောင်းတယ်သူကအထိုင်မျိုးပါပဲစကားပြောနေတော့မှာပဲရှင်ခုန်သွားတာပေါ့လို့အလားမမီမီကပြောပါတယ်သူမကတော့အနုပညာဘက်ကိုရှောင်လန်းလာပြီးထိုင်းနိုင်ငံကဇလန်းတွဲတွေမှာပါဝင်သရုပ်ဆောင်ထားသလို့ မြန်မာနိုင်ငံမှာရုပ်ရှင်ဇာတ်ကားကြီးရဲကူထားသူလည်းဖြစ်ပါတယ်။အီအောင်ထွန်းကတော့အလားမပြိုင်ဝဲဝင်ရောက်ရှင်ပြိုင်သွားမယ့်သူတွေကိုစိတ်ဓာတ်ခွန်အားအပြည့်ပံ့ပိုးနေသူလည်းဖြစ်ပါတယ်။အခုကတယောက်နဲ့တယောက်လ ీల ာနေတော့မှဘယ်လိုစိတ်နေစိတ်ထားရှိရဲဆိုတာကလည်းအရေးကြီးဆုံးပါပဲ။ရေးကြီးဆုံးကလည်းအမေကိုတိုင်မြင်ပါတယ်။အမေသမီးလည်းအသက်ကြီးနေပြီမြန်မြန်လေးလ ీల ာနေတော့ကောင်လေးကကောင်းလားလို့သမီးကြည့်လိုက်အောင်လို့အမေကပြောပါတယ်။တကယ်ချင်းလို့ပြောတာဆိုတော့အရင်ခုနာပေါ့။ထိုင်းလူမျိုးစစ်စစ်ပါပဲ။ မြန်မာပြည်သက်တွေစိတ်မဆိုးကြပါနဲ့เนาะကိုမရေးစားမရှိဘူးဆိုတော့နင်းနေတော့ကဲဦးမယ်เนาะရှေ့မှာတော့ရေးစားထားဖို့ရဲအစမပြေရာဖြစ်ခဲ့တယ်အခုကအသက်လည်းရလာပြီဆိုတော့လေးလာကြည့်ရတာပေါ့သူကအဝေးကနေအမြဲစပိုတင်လုပ်ပြီးချောင်းနဲ့တောက် crash ကြတာပါလို့သူမကဆက်ပြောပါတယ်အခုလိုအချင်းမှသာမကအလုပ်တွေမှာပါသူမကအထမ်းမြန်မာကပြားဖြစ်တာကြောင့်အမြဲအဲ့ဒီကြားထဲမှာပြားများရပါတယ် သိမကြသေးခင်ကလည်းဆရာဖြစ်သူပေါ်မှာတည်တတ်တယ်လို့အငယ်တွေပေါ်မှာလည်းစိတ်ထားကောင်းပြီးကုညီတတ်လို့ပြိသက်တွေချစ်တာကိုခံရတဲ့မိမိကမကြသေးခင်အချိန်မှာပြိသက်တွေနဲ့နားလည်မှုလွဲခဲ့ပါတယ်။အရင်ကဘယ်သူတွေပါပြောပြောဆရာဖြစ်သူကုညီပေးတတ်တာကြောင့်မိမိကိုဆိုရင်မချစ်တဲ့ပြိသက်မရှိသလောက်ပါပဲ။ဆရာထူးအပ်လို့မရှိမိမိအီအောင်ထွန်းဆိုတာရှိလာမှမဟုတ်ဘူးဆိုပြီးဆရာရဲ့ကျေးဇူးတရားတွေကိုအမြဲထိတ်တန့်တင်ခဲ့ပေမဲ့အခုချိန်မှာတော့ပပနဝက်ဘက်ကိုလိုက်တယ်ဆိုပြီးမြန်မာပြိသက်တွေကစိတ်ဆိုးခဲ့ကြတာပါ။ ။တိမ်ကြခင်ချိန်ကမတရားတဲ့ပွဲရလက်ကြောင့် MGI ပွဲကြီးပြဿနာတွေကြီးကျယ်ဖြစ်ခဲ့ပါတယ်။ဆရာထူးရဲ့လို့ရဲ့ကြောင့်နိုင်ငံတော်တော်များများက Miss Grand ဖွဲ့ဝင်တွေနှုတ်ထွက်ကုန်တာကြောင့် Mr. Nawak ကတော့သူရဲ့စီးပွားရေးထိကန်အောင်လုပ်တဲ့ဆရာသူကိုဒေါသဖြစ်ပြီးဘာမှလုပ်ကင်စားကြောက်လို့မရအောင်ကြံစည်နေခဲ့တာပြည်သက်တို့အမြင်ပါပဲ။ Mr. Nawak ကတော့ထူအန်လူရဲ့မကောင်းချောင်းတွေမဟုတ်မမှန်သတင်းတွေကိုမီဒီယာတွေမှာပြောခဲ့သလိုသူနဲ့စာချုပ်ဆုပ်ဆိုရတဲ့နီနီလင်းအိမ်နဲ့မိမိတို့ကိုလည်းပဲလော်ကြားစားညံအောင်လုပ်ခဲ့ပါဗျ။ မစ္စတာနဝက်ကတော့နီနီနဲ့မိမိကိုစာချုပ်ချုပ်ကင်ပြီးမီဒီယာတွေကိုပြောဆိုတဲ့အခိုင်အမာမှာသူ့ဘက်ကနေလိုက်ခိုင်းခဲ့တာပါမိမိကတော့အများရန်ဆရာဖြစ်သူ့ဘက်ကရက်တည်ခဲ့ပြီးမြင်အခုမှတော့ဆရာထူးမတဲ့အကြောင်းနဲ့စိတ်ထိန်းနိုင်လို့ဖြစ်သွားတဲ့အကြောင်းမယုံမလုံပြောဆိုခဲ့ရာကြောင်းပရိသတ်တွေဝေဖန်တာကိုခံရပါတယ်ပရိသတ်အများစုကတော့မိမိတယောက်ပဲလို့ကြာစာညက်ခဲ့ရတဲ့အခြေအနေကိုနားလည်ပြီးမြင်ပရိသတ်တချို့ကတော့ပြောင်းလဲသွားတဲ့မိမိရဲ့ပုံစံကိုမကြိုက်ပါဘူးမိမိကဆရာထုကိုချစ်ပေမဲ့ထိုင်းနိုင်ငံသားတယောက်မှအခုချိန်မှာအပြောဆိုနေထိုင်တော်တော်ဆင်ခြင်နေရတဲ့အနေထားပါ ထိုင်းလူမျိုးတွေကလည်းမိမိကိုအမြဲဆုံးကြည့်နေပြီးမိမိတစ်ချက်မှအနေဝေဖန်တိုက်ခိုက်ဖို့အဆင်သင့်ပါပဲမိမိကတော့ထိုင်းကရင်ကပြားမလေးတယောက်မို့အခုချိန်မှာမြန်မာလူမျိုးတွေနဲ့ထိုင်းလူမျိုးတွေကြားမှာမျှတက်အောင်နေရတဲ့အနေအထားရောက်နေခဲ့ရလဲဖြစ်ပါတယ်မိမိကတော့ဝေဖန်တိုက်ခိုက်သူတွေဘလောက်လဲရှိနေပါစေအမြဲဆရာထုပတ်မှာပါပဲအရင်မျိုးလိုင်းပေါ်မှာပုံနေအမြဲတင်ပြပေးမယ်ဆရာဖြစ်သူနဲ့အမြဲစဉ်ပြေးအဆက်အသွယ်မပြတ်ခဲ့ပါဘူးလို့သိရပါတယ်ပရိသတ်ကြီးတို့အမျှဝေတင်ဆက်ပေးလိုက်ပါတယ်နော် အခုတင်ဆက်ပေးချင်တာကတော့ငါဘီရင်မရုပ်တံဇလန်းတွေမှာအချက်ငတ်ပြီးတကယ့်အတွင်းစိတ်ကနူးညံ့တဲ့ကောင်းမလေးတယောက်နေရာကမြင်တွေ့ရမှာပါဆိုရဲထက်ထထွန်းမှာသမီးစောကာရီတာနဲ့ပြိတ္တအားပေးမှုအခိုင်အမာရရှိလာတဲ့သေဆောင်ထက်ထထွန်းကတော့မဟာ application ကမကြခင်ပြသတော့မဲ့ငါဘီရင်မဆိုရဲရုပ်တံဇလန်းတွေမှာအချက်ငတ်ပြီးတကယ့်အတွင်းစိတ်ကနူးညံ့တဲ့ကောင်းမလေးတယောက်နေရာကမြင်တွေ့ရမှာပါလို့ဆိုပါတယ်အထက်ကကထက်ကမဟာနေရိုက်ခဲ့တဲ့ဇလန်းတွေတိုင်းကပြိတ္တရှင်နဲ့ရောက်တာပါ ကိုဝိုင်းနဲ့ကတခုတ်တရရုပ်ရှင်ဇာတ်ကားမှာစုံပြီးနောက်ပညာရေးလည်းအများကြီးရပါတယ်။ဒီဇက်လန်တွေဒီဇက်လန်တွေကိုကိုဒါရိုက်တာကိုဝိုင်းနဲ့တွေ့ခွင့်ရလို့ပြောပါတယ်။ထက်ကအဓိကမှာအီဂရီဆိုတဲ့ကာရက်တာနဲ့ပါကိုလိုချင်တာရဖို့အတွက်နည်းနည်းတော့ဆိုပါတယ်။အမ်နည်းနည်းတော့လောင်ထားပါတယ်။တကယ်တော့အချက်ငတ်တဲ့ကောင်းမလေးဆိုပေမဲ့တကယ်အတွင်းစိတ်ကညဉ့်ညံ့တဲ့ကောင်းမလေးတယောက်အနေနဲ့မြင်ရမှာပါလို့ပြုတ်ဆောင်ထက်ထထွန်းကပြောပါတယ်။အဆိုပါဇက်လန်တွေကဝိတုရှင်မှာဇညွန်ဝင်စင်တော့နဲ့ သင်းနှံသာဇညွန်မွန်မန်ညောင်မွေးပန်းတို့ကရေးသားပြီးဒါရိုက်တာဝိုင်းကတင်းဆောင်တွေဖြစ်တဲ့အလင်းရောင်အကယ်ဒမီခင်ဝင်းဝါတထထွန်းအကယ်ဒမီမင်းဦးကျော်စီရဝေဖြိုဟိန်းသစ္စာထူနိုင်လင်းရဲရင်စီသူအောင်စုံမကြီးအကယ်ဒမီခင်မမို့အေးစရတဲ့သူတွေနဲ့ရိုက်ကူပါဝင်ထားကြပါတယ်ပရိသတ်အမြင်မှာတော့ထထထွန်းကလောင်မယ်တောင်းညံ့မယ်ပြဿနာတွေရှာနေမယ်ဆိုတာပဲမျိုးလုံးထဲမှာအသားကျနေတဲ့ထက်နေတဲ့အိမ်အောင်ဇာတ်ကားမှာတည်တည်ငြိမ်ငြိမ်လောင်တဲ့ character လေးရိုက်ခဲ့ပါတယ် ိုက်တင်ကညင်ညင်လောက်ရတာလဲပိုခတ်ပါတယ်လို့သူမကဆက်ပြောပါတယ်။သူမကတော့မဟာ application နဲ့သမီးစုညို့လောင်းအိတ်နောင်ဇလန်ထွေရိုက်ကူးခဲ့ပြီးမကြခင်ထုံလွှင့်မဲ့ငါပြင်းမဇလန်ထွေကတော့ငါကမြောက်ရိုက်ကူးထားလို့သိရပါတယ်။ပရိသတ်ကြီးတွန်းမျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။နောက်နေ့တွေမှာလည်းနာမည်ကျော်မင်းသားမင်းသမီးတွေဆယ်လေးနှစ်ပညာရှင်တွေရဲ့သတင်းမျိုးစုံကိုစုစည်းဖော်ပြတင်ဆက်ပေးသွားမှာမို့လို့ကျမတို့ရဲ့ page လေးကိုစောင့်မျှော်ကြည့်ရှုပေးကြပါအောင်နော်။အဆုံးထိနားဆင်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျမတို့ရဲ့ချစ်ရတဲ့ပရိသတ်တွေအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေရှင်။အခုတော့လူပြည်နာတဲ့နေ့ကိုအချိန်နဲ့တပြေးညီကြည့်ရှုနားဆင်နိုင်ဖို့ကျမတို့ရဲ့ဆယ်နေမမ YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်။အစောပြုကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရရှင်။